ညီကိုအားလုံးပဲမင်္ဂလာပါနေကောင်းချမ်းသာချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်ပွဲကြွတုံးတက်ပြီးမဲ့ချန်ပီယံလိပွဲစဉ်နှစ်ပွဲရှိပါတယ်ဒါကတော့ quarter final နှစ်ပွဲစဉ်တွေဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ Arsenal နဲ့ Real Bayern နဲ့ Inter ရဲ့ပွဲစဉ်တွေဖြစ်ပါတယ် Arsenal နဲ့ Real ရဲ့ပွဲစဉ်မှာတော့ Ancient Arsenal က level 40ရှောင်းကိုပေါင်းနှလုံး50ရှောင်းဆိုမှာစတင်ကြီးတွေပြီးထားတာပေါ့နော်ဆိုအင်ဆိုလိုင်းနဲ့အနေထားကိုကြည့်ရမယ်ဆိုလို့ရှင်တော့လိုင်းနဲ့မှာတော့ အစနေကသူတို့ရဲ့အကောင်းဆုံးဆိုတဲ့ line line နဲ့ပွဲထွက်လာဖို့များနေပါတော့သူတို့မှာအဓိကအကောင်းဆုံးဆိုရင်ပါကယူဆာကာခုလက်ရှိခြေစွမ်းပြနေတဲ့ Marano ပေါ့နော် Tanker Rice Thomas Party Odegaard ပေါ့ကိုယ်တမအဓိက David Raya ပေါ့နော်ပြင် Saliba ရှိမယ် Julio Timbaro နဲ့ပွဲထွက်လာဖို့များနေတယ်ပေါ့နော် Brian မှာတော့အကောင်းဆုံးကတိုက်စစ်ပဲ Valerian Rodrigo Vinicius Junior Mbappe ပေါ့ဗျာ ဝင်လက်မှာတော့ကျွန်တော်မော်ဒရစ်လက်ပိုင်ပါလာနေတယ်ပေါ့နော်တဘာပိုင်းမှာပေါ့နော်မစိတ်ပူရတာနောက်တန်းမှာပေါ့နော်ဆန်စီယိုရိုဒီဂါဒီကစားသမားတွေနဲ့ထွက်လာဖို့များနေတယ်ပေါ့နော်ဆိုလက်ရှိကျွန်တော်အာဆင်နယ်အသင်းရဲ့အာပရီးမီယာလိဂ်ကိုပဲတစ်ချက်ချင်းပြီးကြည့်ကြရတာပေါ့နော်ခြုံငုံပြီးကြည့်ကြရတာပေါ့နော်ပရီးမီယာလိဂ်ဆိုသူဒီပရီးမီယာလိဂ်ချန်ပီယံလိဂ်ကြည့်မှာပေါ့နော်သူ PSV ရဲ့7-1နဲ့နိုင်တယ်မိုင်ယူဘောမှာဆော့တယ်ပြန် PSV နဲ့အင်ကွမ်းမှတွေ့တာတူတူကြားတယ်ပေါ့နော် ဖူလာမို့21ဆော့တယ်အဘတာ11ဆော့တယ်ဗောနော်ခုနောက်ပိုင်းပွဲတွေမှာဂိုးတွေပြန်ပြန်ပေးနေတာတွေ့ရတယ်နောက်တမ်းမှာပြဿနာရှိရလို့ထင်တယ်ကျွန်တော်တော့အရီယယ်ကိုကြည့်လိုက်မယ်နော်ရီယယ်ကလည်းအတူတူပဲဘာမှမထူးပါဘူးရီယယ်အတင်းကတော့သူဆော့ထားတဲ့နောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ဒါပွဲတိုင်းလိုလိုဂိုးတွေပြန်ပြန်ခွင့်ပြုနေတာတွေ့ရတယ်ဗောနော်ဘက်တင်နဲ့ပွဲမှာအာတီကိုနဲ့ပွဲမှာဘယ်ကောင်တို့21နဲ့နိုင်တယ်ပြီးရင်ဘီလာရီယယ်21လီဂန်နဲ့32ဗောနော်ဆိုစီတက်နဲ့ဆိုရင်44ဗောဗျာ ဒီပွဲစဉ်တွေပေါ့ဗျာ Blancia ကို2-1နဲ့ရှောင်းတယ်ပေါ့နော်ဒီအတင်းလက်ဂိုးတွေပြန်ပြန်ပေးနေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ Champion League မှာဆိုရင် Arsenal အင်္ဂွန်းမှာဆိုတော့တော်တော်လေးပေါ့နော်သူစောခဲ့တာပွဲစဉ်တွေမှာဆိုတိတဲ့အတိုင်းပဲအင်္ဂွန်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တော်တော်လေးကောင်းတာတွေ့ရတယ်ဒါမူနာကိုဒိုင်နမိုဇာဂရက်ပေါ့ဒီလိုအဆင့်တန်းတဲ့ဆိုင်တော့ဒါကရီယက်အများကြီးတာတယ်ပေါ့နော်ဒါလည်းတော့တော်နိုင်လို့မရဘူးဒါကျွန်တော် PSV ရဲ့နိုင်ခဲ့တာတွေပါနဲ့တော့နိုင်လို့မရဘူး။ရီယက်ကဒဇင်းမြင့်တဲ့အတင်းပေါ့ဗျာပြောချင်တာ ဆိုရီယယ်မက်တစ်ကိုကြည့်မှဆိုရင်လေရီယယ်မက်တစ်တွေးခဲ့တဲ့အသင်းတွေဆိုမန်စီးတီးတို့တီကိုတို့ဒီလိုတကယ်ခက်ခဲတဲ့အသင်းတွေတွေးမှကြော်ဖြတ်လာတာပေါ့နော်အဲ့လိုပြောပြချင်တာပါဆိုဒီနေ့တင်အင်တော့ဟက်တူဟက်တည်းရှိလာဆိုတော့ရှိတာတော့ရှိတယ်ချန်ပီယံလိမှာဒီနေ့တင်တကြိမ်တွေးပူလာတာ2006ခုနှစ်ကနာချောကနေပေါ့နော်ဖီယက်ကွဲမှာအာဆင်နယ်ဝမ်းစီးနေနိုင်တယ်အာဆင်နယ်ကွဲမှာဇီဇီကြထားတာတွေ့ရတာပေါ့နော်ဆိုဒီပွဲစဉ်ကတော်တော်လေးကြီးကောင်းတဲ့ပွဲစဉ်လည်းဖြစ်တယ်ဒက်ဖနက်တစ်ဖက်အပြိုင်ပိုင်လည်းဖြစ်ပုံများတယ်ပေါ့နော် ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဘောနော်ဒါဂိုးပေါင်းကြီးဘောနော်မိနစ်60အတွက်တွဲမှာဖြစ်မှာ2000ပေါင်းတွဲမှာဂိုးပေါင်းကြီးကို one spare formula အတိုင်းမှာတစ်ချက်ကျွန်တော်လေးလာကြည့်တဲ့အချိန်မှာတော့နှစ်သိန်းပေါင်းအနည်းဆုံး1000တောင်းထိရောက်သွားမှဆိုတဲ့ကြေးကိုဖွင့်ထားတယ်ဗောနော်ပွဲစဉ်မှာတော့ဗောနော်အစင်းနဲ့အတင်းကဂိုးပေါင်းကြီးနှလုံး50ရှုံးထုံးမှာပေးထားတယ်ဗောနော်ပြီးလို့ရှိရင်ကျွန်တော်ဒါအစင်းနဲ့အတင်းကမိနစ်60တောင်းထဲမှာအနည်းဆုံး1000လောက်ပဲရမှာဆိုတော့ကြေးကိုဖွင့်ထားတယ်1000ထက်မပူဘူးလို့ဆိုတဲ့ကြေးကိုဖွင့်ထားတယ်ဗောနော် ဗီယမတ်တစ်ကလည်းဒီလိုပါပဲတစ်လုံးတော့ပဲရမယ်11ဆိုတဲ့အတိတ်ပဲမျိုးပါ112ပေါ့နော်ကျွန်တော်တော့ဒီလိုမထင်မိဘူးပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်၃လုံးကြီးကြိုက်တယ်ဗျာဒီပွဲစဉ်ကနှစ်သိန်းလုံးနဲ့ဂိုးတွေပြန်ပြန်အပြန်လန်တွဲမလို့ထင်တယ်ပေါ့နော်ကျွန်တော်တော့အဲ့လိုထင်တယ်လက်ရှိနောက်တန်းမှာတော့အဆင်နဲ့တန်နေတယ်ပေါ့နော်ရီကတော့တိုက်ဖြစ်ဖို့ကောင်းတယ်လို့ထင်တာပဲကျွန်တော်ပြီးဘော်ဒီမှာပေါ့နော်ကျွန်တော်ကလက်ရှိဒီ level 40ရှောင်းထွက်တော့ကျွန်တော်ရီယမ်မတ်တစ်ဘော်ဒီပဲစိုက်တယ် ရီယမက်တစ်ဘော်ဒီထိုးကြည့်ပေါ့နော်ဂိုးပေါင်းအပေါ်ရိုက်ကြည့်ပါနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဘိုင်ယန်မြူးနစ်နဲ့အင်တာမီလန်တို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ကတော်တော်လေးကြည့်ကောင်းမဲ့ပွဲစဉ်ပေါ့နော်အင်တာမီလန်လည်းခုနောက်ပိုင်းချနေတယ်နိုင်လာနိုင်နေတယ်ဂိုးတွေပြန်ပြန်ပေးနေတာအကုန်လုံးသတိထားမိမယ်လို့ထင်ပါတယ်ဒီပွဲစဉ်မှာဘိုင်ယန် level တရာဂိုးပေါင်းနှလုံး90ဒါဘိုင်ယန်အနည်းဆုံး1-0နဲ့နိုင်မယ်ဆိုတော့ခြေမင်းဟုတ်တယ်ဒါမှကျွန်တော်တစ်ချက်လေးလာကြည့်တာပေါ့နော်ခြေနေလေးတွေဘယ်လိုဖြစ်မလဲပေါ့နော် line up ကိုကြည့်မယ်ဆိုရင်ဘိုင်ယန်မှာအကောင်းဆုံး line up ကတော့ ကွင်းလယ်ပိုင်းမှာပင်တိုက်စစ်ပိုင်းမှာပေါ့နော်ဆိုကီမစ်ပါမယ်ဟာရီကိန်းကတော့တေချာပေါ့ပါမှာပါကော်ရက်စကာပေါ့လီယိုဆန်နေပေါ့နော်ဒီကစားသမားကပွဲထွက်လာဖို့များတယ်ပေါ့နော်ဒါမူစီယာလာမတေချာအောင်ပြန်ဒဏ်ရထားတယ်ပေါ့နော်မကာနိုတို့မူစီယာလာတို့ဒဏ်နော်ယာတို့ဂျေဘစ်တို့ပေါ့နော်အကျွန်တော်ကအင်တာမီလာမှာတော့သူတို့ရဲ့အကောင်းဆုံး အာတန်လုံးဖြစ်တဲ့တိုင်ဆင်မာကော့စ်တူရမ်နဲ့မာတီနက်စ်ပေါ့ဗျာပင်တောင်မှာနှစ်ဖက်မှာဆိုဒါမီယန်ရှိမယ်ပင်ဒမ်ဖရီရှိမှာပေါ့နော်မထင်မထင်တော့ဘူးတွေထားတာတွင်တဲ့ကစားသမား၊ကွင်းလိုက်မှာခြားလို့နိုးလူရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ဘရဲလာရှိမှာပေါ့ဗျာအင်တာမီလန်ကွင်းလိုက်မှာနောက်တန်းမှာတော့နည်းနည်းအသက်ကြီးတဲ့ကစားသမားတယောက်ရှိရပေါ့နော်ဖရန်စစ်စကိုပေါ့နော်ပြီးလို့ရှိရင်ဘတ်စတိုနီရှိမယ် ဒီကစားသမားနဲ့ပေါ်ထွက်လာဖို့ဘာလို့ပင် private ချင်းမှာဗျာပန်ဂျာမီ private ဘာလို့ဒီအောင်ကျွန်တော်အဲ့နဘိုင်းရမှာဆော့သွားတာကစားမှာဒီကစားသမားတွေရှိမှာဘာလို့ဒါပေါ်ထွက်လာတဲ့ချိန်မှာဒါနဲ့အတိအကျဘယ်လိုဖြစ်မှာဆိုတာပေါ်ထွက်မှာပဲသိမှာဘာလို့လက်ရှိတာကတော့ခမန်းနဲ့ခမန်းထားတဲ့ line တစ်ခုဖြစ်တယ်ဘာလို့ဆိုရှင်ဘိုင်းရမီနဲ့လက်ရှိသူတို့ဆော့ထားတဲ့ပွဲစဉ်တွေကိုဘူနက်စ်လီဂါမှာကြီးကြီးလိုက်ပါတော့ သူ short ထားတဲ့နောက်ဆုံးတောင်းပွဲမှာဆိုသူ union berlin ကိုဂိုးပေးတယ် saint poli ကိုနှစ်ဂိုးပေးတယ် osbeck ကိုဂိုးပေးတယ်ဒီပွဲစဉ်မှာ osbeck အတန်းနေသွားလို့ပေါ့ဗျာနေသွားတယ်နေသွားပြီးတဲ့နောက်ပိုင်းမှာဂိုးတွေထပ်သွင်းတယ်တကူကအုံဂိုးဖြစ်သွားလို့အုံဂိုးဖြစ်သွားတာအဘိုးချွန်းတော့အတင်းကိုဂိုးပေးတယ်ပေါ့နော် inter milan ကတိုက်စစ်ကောင်းတဲ့အတင်းများတကူမရစေအကြောင်းမရှိလို့ကျွန်တော်ထင်တယ်ပေါ့နော် inter milan ကိုချိန်လိုက်ပြန် inter milan short ထားတဲ့ပွဲတွေလည်းဘာမှမထူးအတူတူပဲသူလည်းဂိုးတွေပြန်ပြန်ပေးထားတာတွေ့ရတယ် အစိုးဆုံးကမွန်ဇာကိုတရီတူနဲ့နိုင်တယ်ပြီးတော့ဖယံနုကိုတူဝမ်းနဲ့နိုင်တယ်ပြီးတော့ဥဒိနစ်ကိုတူဝမ်းနဲ့နိုင်တယ်ပေါ့နော်အေစီမီလန်ဝမ်းဝမ်းဆော့တယ်ပါမောက်တူတူဆော့တယ်အဲ့ဒါမပြောချင်တာခံစစ်နဲ့နဲ့ရိုင်းတယ်တလို့ထင်တယ်ကျွန်တော်ဒီနဲ့တင်းဟက်တူဝက်တွေရှိလာဆိုရှိတယ်ပဲဟက်တူဝက်တွေအများကြီးပဲဒီနဲ့တင်းဆော့ခဲ့တဲ့အချိန်ကြီးတယ်ပေါ့နော်ဆိုဘိုင်းမင်းကဘယ်နဲ့ချိန်နိုင်တာလို့ကြည့်ရမှာဆိုလို့ရှိရင်တော့ ဘန်မြန်နစ်ဒီနေ့ချင်းဒီနေ့တင်းတွေးခဲ့တဲ့အချိန်မှာဆိုဘန်မြန်နစ်က၄ချိန်နိုင်တာတွေ့ရတယ်။အဲသူတို့နောက်ဆုံးနိုင်ရတဲ့ပွဲစဉ်ကတော့ဒါ2022ကပေါ့နော်။2022ကအင်တာကွင်းမှာဘန်ယံတူစီနဲ့နိုင်တယ်။ဘန်ယံကွင်းမှာဘန်ယံပြန်ပြီးတူစီနဲ့နိုင်ထားတယ်ပေါ့နော်။ဒီလိုဟာတူကလေးရှိတယ်။ဖြစ်ရှိဒီနေ့တင်းရပေါ့နော်။ကျွန်တော်ဒါ wine spec ပေါက်ကြီးတွေကြီးမှာဆိုလို့ရှင် wine spec မှာဖွင့်ထားတဲ့နေ့တင်းပေါင်းပေါ့နော်။မိနစ်90အတွက်တော့မှဖြစ်မယ်နေ့တင်းပေါင်းကိုပေါင်းကြီးရ။ တောင်းလောင်းထိဖွင့်ထားတယ်ပဲဒီနေ့တင်။ဒါမှအင်တာမီလန်ကိုတစ်ချက်သတိထားမှာဒီအသင်းကအသင်းကြီးနေတာတွင်ခံဆော့တယ်။ကိုမပေးရရေးကိုမတွင်ရေးအဲ့လိုမျိုးတစ်ချက်ကြောက်ရတယ်ဒါကြတော့တကူရရင်အဲ့တကူနဲ့ထိုင်းမယ်ဆိုတဲ့အိမ်ပိုင်းမျိုးပေါ့ဗျအဝေးကွန်းလည်းဖြစ်နေတယ်။ပြီးလို့ရှိရင်မင်းက90ဆတော့တယ်မှာပိုင်းမင်းကအများဆုံးတစ်လုံးလောက်ပဲရမှာပေါ့နော်တစ်လုံးနှလုံးကကံကောင်းရောက်မှာဆိုတဲ့ခြေတော့ဖွင့်ထားတယ်ဗျ။အင်တာမီလန်ကတစ်လုံးလောက်ပဲရမယ်။ဒါဆို2-1လား ိုင်ယာ1ဇီလာအဲ့လိုမျိုးပုံစံမျိုးပေါ့ဗျာဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ကတော့ level 100ဆိုတာဗိုင်ယာ1ဇီလာနိုင်မဲ့ခြေမျိုးလို့ထင်တယ်မနော်ဒါပေမဲ့ကျွန်တော်နဲ့နဲ့အရေးဆုံးမှာ5ဘောင်းအပေါ်ပဲကြိုက်တယ်ဗျဒီပွဲစဉ်နဲ့5ဘောင်းအပေါ်ကြိုက်တယ်ဗျလက်ရှိကျွန်တော်မူစီယားလာတော့ဘာလို့မပါဘူးဆိုတော့ကျွန်တော်ထင်တာကအင်တာမီလန်ပဲထိုးတင်တယ်လို့ထင်တယ်။အဲဒါကြောင့်ကျွန်တော်အင်တာမီလန်ဘော်ဒီနဲ့ကိုပေါင်းအပေါ်ကြိုက်တယ်။ကျွန်တော်ရွေးထားတာနှစ်ခုလုံးအောက်တင်နေဖြစ်နေတော့ရီယဲအင်တာနှစ်ခုလုံးကိုပေါ့ဗျာ။ ညီကိုတို့အကြိုက်ချင်းတွင်ဆွာကြည့်ပါနော်ဒီလိုအကြိုက်ချင်းမတွင်လက်အားပေးပါလို့ like subscribe comment နဲ့ပေးပေးပါတော့နော်အားလုံးတိတ်ဦးတယောက်ချင်းလေးကိုကျေးဇူးတင်ပါတယ်ဘုမာပီကြီးလက်မြန်ဆုံးညီချမ်းပါလို့ဗျာ